ကိုယ့်ရဲ့ customer တွေအတွက်ကိုကအတကုံအလုပ်လုပ်တယ်အကောင်းဆုံးတွေပဲသူတို့ကိုပေးတယ်ဒါပေမဲ့ကိုကကိုထိုက်တန်တယ်အခချင်းငွေကိုမရဘူးလို့ခံစားနေရလားအဲ့လိုခံစားနေရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်စဉ်းစားရမှာက ကျွန်တော်တို့လုပ်နေတာတွေကမကောင်းလို့ တခြားသူတွေထက်ပိုမတော်လို့မဟုတ်ပါဘူးတခုပါပဲကျွန်တော်တို့ကကိုတောင်းသင်းတဲ့ငွေကြေးထက်အများကြီးရှော့ပြီးတော့မှကိုယ့်ရဲ့ customer တွေစီကတောင်းနေတဲ့အတွက်ကိုကငွေကြေးတွေလည်းအများကြီးမရဘူး တအားလဲပင်ပန်းနေတယ်။ကိုနဲ့အတူတူပဲဝန်ဆောင်မှုတွေတော့ပေးတယ်။ဒါပေမဲ့ကို့ထံငွေတွေအများကြီးတောင်းနေတဲ့သူတွေကကြတော့လူလဲတက်တာတယ်ငွေကြီးတွေလည်းအများကြီးရနေတယ်။ဒီနေ့ကျွန်တော်တို့အဲ့ဒီအရာကိုဘယ်လိုကာကွယ်ကြမလဲဆိုတော့ကျွန်တော်မျှဝေပါမယ်။တခါတော့ကပေါင်မုံဖုတ်တဲ့အဖိုးကြီးတယောက်ရှိတယ်။သူကပေါင်မုံဖုတ်တဲ့နေရာမှာ တိတ်ပြီးတော့မှတော်တယ်။သူဖုတ်တဲ့ပေါင်မှုနေရာလည်းလက်ရတိတ်ပြီးတော့မှကောင်းတယ်။သူကတရက်တရက်ကို16နာရီလောက်အလုပ်လုပ်တယ်။16နာရီလောက်သူ့ရဲ့ပေါင်မှုနေကောင်းဖို့အတွက်သူလှုပ်လှုပ်တယ်။ပြီးတော့သူကသူ့ရဲ့ပေါင်မှုကိုတစ်ခုပေါ်မှာဒေါ်လာနဲ့ပဲရောင်းတယ်။ရောင်းတဲ့အခါမှာလူလဲပင်မန်းနေဒါပေမဲ့ငွေတွေအများကြီးမရ။သူ့ရဲ့ဘဝကိုလို့ခေါ်မလဲစားနိုင်အောင်တောင်းနိုင်အောင်လောက်ပဲ။တရက်တော့သူ့ရှိကိုကုန်တယ်တယောက်ယောက်လာတယ်။ယောက်လာပြီးတော့မှသူ့လှုပ်နေရတာထိုင်ပြီးတော့မှကြည့်တယ်။ ကြည့်ပြီးတော့မှဆရာကြီးခပြားကပေါင်မုံနေဖုတ်တာပင်မလိုက်တာတော့ဒါပေမဲ့ပေါင်မုံတစ်လုံးကိုဒေါ်လာနဲ့ပဲရောင်းနေတာဖြစ်တဲ့အတွက်ခပြားအခုလိုမျိုးဒုက္ခရောက်နေတာအခုလိုမျိုးငွေတွေအများကြီးလဲမဝင်ဘူးခပြားအခုလိုလဲပင်ပင်ပတ်ပတ်ဖြစ်နေတာကျွန်တော်ကြံပေးမယ်ဒီပေါင်မုံရဲ့တန်ဖိုးကိုနှစ်ဆတင်ပလိုက်ဆိုတော့ခုနဘိုးကြီးကမလုပ်ပါနဲ့မောင်ကြီးရေနော်အဲ့တော့ဒေါ်လာနဲ့တောင်မှလူတွေကမနှဲဝယ်နေရတာနှစ်ဆမြန်းတင်လိုက်ပြီဆိုလို့ရှိရင်တော့ကစတမာတွေအကုန်လစ်ကုန်နေမယ်အဲ့လိုပြောတယ်ပြောတော့ခုနကုန်တွေရ ရတယ်လစ်ပစ်စီစမ်းကြည့်ခင်ဗျာကျွန်တော်ပြောတာကိုလုပ်ကြည့်ဆိုတော့ okay အဲဆိုလို့ရှိရင် तू လုပ်လိုက်တယ်အဲ့တော့ तू အခုရောင်းနေတဲ့ပေါင်မုန်းနေကို तू ကဒေါ်လာကနေပြီးတော့မှ2ဒေါ်လာတင်ချလိုက်တယ်တင်လိုက်တော့ခုနကဖိုးကြီးပြောတဲ့အချိန်ပဲတကယ်လူတဝက်လောက်ကလာမဝင်တော့ဟာဖိုးကြီးကဒေါ်လာတန်တဲ့ပေါင်မုန်းနေကို2ဒေါ်လာနဲ့ရောင်းနေတာလေဆိုတော့လူတဝက်လောက် လာမဝင်တော့ဥမာပြောရမယ်ဆိုလို့ရှိရင်10ယောက်လာဝယ်ရာကနေပြီးတော့မှ9ယောက်ပဲလာဝယ်တော့တယ်ဒါပေမဲ့ပြန်စင်းစားကြည့်အဖိုးကြီးနေနေလူ9ယောက်ကိုပဲလာဝယ်တာတော့မှန်တယ်တော်တော်ဟိုတော့က 10ယောက်ကို1ဒေါ်လာနဲ့ရောင်းမှ 10ဒေါ်လာပဲရတယ်အခုကဟာက9ယောက်ကို2ဒေါ်လာနဲ့ရောင်းတာဖြစ်တဲ့အတွက်10ဒေါ်လာရတယ်လောက်ရတာတဝက်ပဲလောက်ရတော့တယ်ဟာဆိုတော့သူအချိန်မှာနားလည်သွားတယ်ဟာဝင်ငွေအတူတူပဲပင်မန်းတာကတဝက်ရော့သွားတယ်အဲ့တော့သူသိသိမချောင်းနောက်တစ်ထပ်ပြီးတော့မှမလုပ်သူလို့ဆိုတော့ထပ်ပြီးတော့တဆထပ်မြင်တယ်ဆထပ်မြင်တော့သူ့ဆရာဝင်နေတဲ့လူတချို့ရော့သွားပြန်ရောဒါပေမဲ့သူဝင်နေတဲ့ဝင်ငွေကဘာဖြစ်လာလဲဆိုတော့ပုံမှန်အတိုင်းပဲသူကသုံးစအလုံးလုံးရတာတက်တာသွားတယ်နောက်ထပ်ထပ်ပြီးတော့ထပ်မြင်လိုက်တယ် ပြင်းလိုက်တော့လူတချို့မလာတော့ပြန်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ငွေတွေတော့ရတယ်ဒါပေမဲ့အရင်တော့ငါလိုမျိုးအသေးအတန်ပင်ပန်းစရာမလိုပဲနဲ့အာအခုလေးစားတစပဲလုပ်ရှာလို့တော့တယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့သူကနော်သူ့ရဲ့ quality တွေကိုပိုကောင်းအောင်လုပ်တယ်အစ်စ်မြင့်အောင်လုပ်တဲ့ခါမှာဘာဖြစ်လာလဲဆိုတော့သူချမ်းသာကြွယ်ဝမှုကိုရသွားတယ် အဲ့တော့ဒါပုံမြင်တဖို့အရန်ကိုကောင်းတယ်အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်လည်းကျွန်တော်ကဒီတိုင်းပဲကျွန်တော်နိုင်ငံတကာမှာတွတ်တက်ခဲ့တဲ့စီးပွားရေးသင်တန်းတွေဈေးအရန်ကြီးတယ်ဒါပေမဲ့ကျွန်တော်ကကျွန်တော်ရဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုကျွန်တော်အကူအညီပေးနေတော့2020 23 24 3နှစ်လောက်ကိုကျွန်တော်တကယ်တန်ဖိုးကြီးတဲ့သင်တန်းတွေကိုကျွန်တော်အလကားပေးတယ်နော်အဲ့တော့သင်တန်းတစ်ခုမှာ3ရက်သင်ရတာမှာ5000လို့4000လို့3000လို့လောက်တဲ့အခါမှာဘာဖြစ်လဲဆိုတော့လူလည်းအရန်ပင်ပန်းတယ်ကျွန်တော်ရတဲ့ငွေကြီးကလည်း อ่าอย่างแน่เลยพี่รออเทนและทิ้งขันหาสัญญะตินนั้นนี่ก็ไม่ก้าวลุเออไม่ก้าวลุฤดูเนเนๆอยู่ว่านี่มาไม่อยู่เยลุนี่มาสุบิรอมาอเทนทิ้งขันเลยเออบาพี่เลยสอตินนั้นจีใต้เสร็จยาจีตินเนี่ยเสียเลยสิยากก็ทัวร์อยู่เออบาพี่เลยสองวยเลยไม่หาวลุเลยเปิ่มแม้เนนําเมเลยเป็ดทีนี้เราจะมาบอกกันแล้วสอกูโคยะทุกข์กุนนี่กูยะวนสอนหมู่นี่สีก็นี่ไปแล้วมากูอ่ะหละตะอายงวยนี่ไม่อยากวุสรุษินเนาะสินซาแม้เฉ็ดๆแท้มากูตองทินซะละกูไม่ตองแม้เนเนนี่มิดาล่ะสอเราก็เลยเราก็เปลี่ยนสินซาโพลุเลยเปลี่ยน ်တွေးဖို့လိုတယ်ကျွန်တော်ရေတုံးကပုံမြင်နေတဲ့ဘုတ်ရိုက်ခွေးရယ်နမ်းမိလားမသိဘူးကျွန်တော်တို့တင်မောဥပမာလေအဲ့တော့ကျွန်တော်တို့ engine เนาะ engine ရပြက်တာပြက်တော့ပညာရှင်ခေါ်လိုက်တာခေါ်လိုက်တော့ပညာရှင်ရောက်လာပြီးတော့မှတူလေးနဲ့အဲ့ဒီ engine ရဲ့တနေရာပေါ့နော်တနေရာကိုတောက်တောက်တောက်နဲ့ခေါ်လိုက်တဲ့ချိန်မှာအဲ့ဒီ engine ကပြန်ကောင်းသွားတယ်ကောင်းသွားတော့ဘယ်လောက်ပေးရမှာလဲဆိုတော့ဒေါ်လာတစ်တောင်းတောင်းတယ်တောင်းတော့ပိုင်ရှင်ကခမရဗျာခမရရဲ့တူလေးနဲ့ဒီဒီ engine လေးကိုတစ်ချက်နှစ်ချက်ခေါက်တာနဲ့ခမရတစ်တောင်းတောင်းနေရလားအများလုံးမူလားအဲ့လိုပြောတဲ့အခါမှာခုနပြင်နေတဲ့ကဘာပြောလဲဆိုတော့ကျွန်တော်အဲ့ဒီနေရာလေးကိုဒီလိုတောက်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 နဲ့ခေါက်နေမှု20ကျိုး ူးစားခဲ့ရတယ်။ကြောင့်မို့ကျွန်တော်ဒီဈေးတောင်းတာဆိုပြီးတော့မှပြောတဲ့ချိန်မှာနားနေသွားတယ်။အဲ့တော့ပြောချင်တာကျွန်တော်တို့ကကိုယ့်ရဲ့တန်ဖိုးကိုနံပါတ်1ကိုယ့်ရဲ့တန်ဖိုးကိုကိုသိဖို့လိုတယ်။နော်ကိုယ့်ရဲ့ထုတ်ကိုယ်ကိုယ့်ရဲ့ဝန်ဆောင်မှုကိုယ့်ရဲ့စ조사မှုတွေကိုယ့်ရဲ့အချိန်တွေကိုယ့်ရဲ့စွမ်းအားတွေကတိတ်ကိုတန်ဖိုးရှိတယ်။အဲ့ဒီတန်ဖိုးရှိတဲ့အရာတွေကိုကျွန်တော်တို့တန်ဖိုးတွေကိုသိဖို့လိုတယ်။ သိပြီဆိုလို့ရှိရင်ကိုကကိုယ့်ရဲ့ Titan နဲ့တန်ကြီးကိုတောင်းမလို့လေအဲ့ဒီချိန်မှာ number တက်ကကျွန်တော်တို့ပါလဲဆိုတော့ customer တွေပျောက်သွားမှအောင်ကြောက်တာ customer တွေလာမဝယ်တော့မှအောင်ကြောက်တာမကြောက်ပါနဲ့ကောင်းတာတွေပေးရင်တကယ်ကို real customer တွေကျွန်တော်တို့စီရောက်လာနိုင်မယ်နောက်တစ်ချိန်ကတော့ကိုယ့်ရဲ့အရေးသူကိုပိုကောင်းအောင်လုပ်ပါတိုးတက်အောင်လုပ်ပါတန်ကြီးတွေဆွတ်တောင်းနေပါရဲ့ quality ကမကောင်းဘူးဆိုလို့ရှိရင်လည်းရှေ့ရောက်မှာမဟုတ်ပါဘူးလူတွေဝယ်ကြမှာမဟုတ်ပါဘူးเนาะဒါကြောင့်မလို့ကျွန်တော်တို့ကဈေးနှုန်းသက်တောင်းအောင်အမြဲတမ်းစူးစမ်းနေတာထက် quality ကောင်းအောင်ပိုလို့ပိုတန်မှုရှိတဲ့အရာတွေပေးပြီးရင် Titan နဲ့ငွေကြေးကိုအခကြေးငွေကိုတောင်းမယ်ဆိုလို့ရှိရင်တော့ဟိုဒီကိုယ့်ရဲ့လုပ်ငန်းဒီအောင်မြင်ပါလိမ့်မယ်ကြီးပွားတိုးတက်ချမ်းသာပါလိမ့်မယ်ဒီကြောင့်အရင်ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေကြတဲ့လူငယ်တွေမိတ်ဆွေတွေဒီကျိုးစုံတွေရရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကိုတို့ကျိုးစုံတွေရရတယ်ဆိုလို့ရှိရင်တော့ထုံးစံတိုင်းမှာ comment မှာ yes လို့ရေးပေးပါဦးဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကုညာလေးအောင်ပါမင်္ဂလာရှိသောနေ့တွေဖြစ်ပါစေ